အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ထုံးစံတိုင်းကျွန်တော်ကတော့အောင်မိုင်ပါဟုတ်ကဲ့ယော့ထောမှာပြန်လည်ပြီးရောက်နေတဲ့အခါမှာဒီနားမှာလေပတ်စရာနေရာလေးတွေနဲ့နော်အာအကြောင်းအရာလေးတွေကိုနည်းနည်းအာ sharing လုပ်ပေးချင်ပါတယ်အခုရှေ့မှာမြင်နေရတဲ့ဒါရွက်လေပေါ့နော်ဆက်လေမဟုတ်ရွက်လေတစ်ခုရှိတယ် slow ကတော့တရက်ကို၃ချိန်မနေ့ပိုင်း၃ချိန်နေ့လည်၃ချိန်ညနေ၃ချိန်ဒီပြင်လေထဲမှာနော်ဒါလေပတ်ပေးတာဖြစ်တယ်ဆိုတော့အသေးတစ်ခုကတော့ဒီဘက်ကအသေးတစ်ခုကတော့သူကအာ လူကြီးတယောက်ကို45ချက်ယူပြီးမှ1 round ကို45ဒေါ်လာပေါ့နော်သူတို့ယူတာဖြစ်တယ်ဆိုတော့ညနေပိုင်း sunset ဆိုရင်တော့အမတမလူပြည့်တတ်တယ်ကြီးမြင်ရတဲ့အကြီးကတော့ကျွန်တော်ဒီအပတ်မှစတာဖြစ်တယ်သူကတော့အဲတယောက်ကို လူကြီးတယောက်ကိုနော်အာ90အာနနိုင်ခွဲပတ်ပေးတာဖြစ်တယ်အသေးကတော့တနိုင်ခွဲပတ်ပေးတာဖြစ်တယ်ဆိုတော့ လိုင်းမူတတ်တဲ့ဒီ motion signal ဖြစ်တဲ့လူတွေကလည်းစိုးရင်ဆရာမရှိဘူး။เนาะတကယ်ပဲအမတမညင်တက်ပြီးမှအာတာယာတဲ့လေညင်းလေးနဲ့အတူပေါ့เนาะ။အာနေပူစာလုံရင်းနဲ့ဒီပင်လယ်ရဲ့အရတာရေထဲကနေဖြတ်လာတဲ့လေကိုเนาะဝဝရှူပြီးမှတဘာဝရှုခင်းလေးတွေကိုခန်းစားရမှာဖြစ်တယ်။အမတမမိုက်တာဖြစ်တယ်။ Zandra photographer တပုံ ဆိုင်ရှိရဲသူ့လက်ရအမတမလက်ရမြောက်ပြီးမှသူဟာတကယ်အတော်ဆုံးစုရထားတဲ့နော်အဲသူရဲ့ need နော် rewards ကိုရထားတဲ့သူလည်းဖြစ်တယ်ပြီးတဲ့အခါမှာကျွန်တော်ဒီဘေးနားမှာဆိုရင်ဒါ carrot tree လို့ခေါ်တဲ့ bakery နဲ့ဆိုင်တဲ့အစားတောက်တွေပေါ့နော်အရရဖြစ်တယ်လုံးဝ fresh ဒါပေမဲ့သူတို့က၃နာရီဆိုပိတ်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ထင်တယ်ပိတ်သွားပြီထင်တယ်ပဒိန်ဆီယာရှိတာဖြစ်တယ်တကယ်လက်ရမြောက်တဲ့ပဒိန်ဆီယာကျွန်တော်တို့ပဒိန်ဆီယာ ရှိတာဖြစ်တယ်။သူရဲ့လက်ရာဆိုရင်အမတမကောင်းတယ်။အခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့ဒါ parking lot ရဲ့အရှိမဖြစ်တယ်။ဆိုတော့ဒီမှာ parking lot ရဲ့အရှိမပေါ့နော်။ဒါတော့သူတို့ရဲ့တမိုင်းဆိုင်ရာနော်မတန်းတင်ထားတဲ့အရာရှိရယ်။ဒီဒီဘက်ဘယ်ဘက်မှာဆိုရင်ဒါကျွန်တော်မျက်နှာမူတဲ့ဒီဘယ်ဘက်မှာပေါ့နော်။ parking ရဲ့ဘက်ကနေထွက်လာဆိုညာဘက်မှာဆိုတော့အမျိုးသမီး၃အင်တာရှိမယ်။ဒီအရှိမကျွန်တော်တို့ information counter ဒီ map သူရဲ့ map ရှိမယ်နော်။ ပြီးရင်ဒီဘက်ဘယ်ဘက်အခုခဏပြောလို့ဟော grab ကနေထွက်လာတယ်ဆိုရင်တော့ဘယ်ဘက်ချမ်းကျွန်တော်ဝင်လာတယ်ဆိုညာဘက်ချမ်းဖြစ်ပြီးမှဒီ grab ကတော့ဒီ car parking lot ကတော့နထဟုတ်တယ်အပေါ်ထက်ရယ် out ထက်ရယ်ပေါ့နော်ဒါ free ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီညာဘက်မှာလည်းအာအရင်တော့ကြီးရဲ့အရာတော့မဟုတ်ဘူးနည်းနည်းသေးတဲ့ parking lot တစ်ခုရှိပြီးမှကျွန်တော်တို့ဒီဘယ်ဘက်ချမ်းမှာလဲ parking lot နောက်ထပ်နှစ်ခုရှိတယ်ဆိုတော့ဒီ free parking lot ဖြစ်ပါတယ်လို့ ဒီအရှိမဆိုရင်ဒီကတော့ book shop လို့ခေါ်တယ်ဒီထဲမှာကတော့ကျွန်တော်တို့ရှေးဟောင်းပစ္စည်းတွေပေါ့နော်ဒါစာအုပ်ဆိုင်ဆိုပေမဲ့အတိတ်စာအုပ်ဆိုင်အတိတ်မဟုတ်ဘဲနဲ့ဒီစာအုပ်အဟောင်းတွေပေါ့နော်ဒီ antic ပစ္စည်းတွေကို collection လုပ်လို့ရတယ်တကယ်တချို့တွေတော့တချို့တော့ဒီအာဒီ antic ပစ္စည်းတွေ collection လုပ်တဲ့လူတွေပေါ့နော်ဒီမှာလာပြီးမှအာရှာယူနော်ဝယ်ယူလို့ရတယ်အဲတချို့တွေဆိုညာနဲ့ချီရှိပြီးသား အာပစ္စည်းတွေเนาะကန်နဝင်မြောက်တဲ့လက်ရာတွေနဲ့ပတ်သက်တဲ့ပစ္စည်းတွေအားစပေါ့เนาะတို့ရတ်တ်ပါတယ်လို့ဒီအရှိမာတော့ဒါအာဟိုဘက်ချားမာတော့ဒါเนาะခွေးစာပေါ့เนาะခွေးချစ်တူတွေတရိတ်ဆန်ချစ်တဲ့တူတွေเนาะခွေးနဲ့ခွေးတွေပါတယ်နဲ့ဒီမှာလာတဲ့အခါကြာရင်အာဒီမှာခွေးစာလည်းပူစရာမလိုဘူးပြီးတော့တို့ခွေးချောင်းပေးတဲ့လုပ်ငန်းလဲတို့ဒီနားမှာရှိတာဖြစ်တယ်เนาะခွေးချောင်းပေးတယ်ဒီဘေးနားမှာဆိုရင်အဲ့ဒီဘေးနားမှာဆိုရင်တော့ဒါစပိန်ငားတဲ့နေရာပေါ့เนาะ စပိန်ငားတဲ့နေရာစပိန်နေငားတဲ့သူ ထိုးကိုက်စီလဲငားတဲ့နေရာရှိတယ်အဲ့တော့ကျွန်တော်တို့ဒါမြန်မာလူမျိုးတွေပိုင်တဲ့အဲဆိုင်ဖြစ်တယ်ကျွန်တော်တို့ကောင်းတယ်အာသူတို့နွေရာဒီဆိုတော့ဒီမှာလူအရမ်းများပြီးမှเนาะနာယူဝဲလောက်သူတို့တော့ဒီ wake time နိုင်ဝဲလောက်အာစောင့်ယူပြီးမှမဆာရတာဖြစ်တယ်ဒီ trolley ဟာဆိုရင်လဲသူကတော့ trolley လို့ခေါ်တာပေါ့နော် bus မဟုတ်ဘူးသူက အတွားရောအပြန်ရောပေါ့နော်ဟိုဘက်ဒီဘက်နှစ်ဖက်ပေါ့နော်15မိနစ်တကြိမ်သူတို့ပတ်ပေးတာဖြစ်ဖြစ်တယ်အလုံးက free ဖြစ်တယ်နော်ဒီ York Town ရဲ့သူတို့ရဲ့ Gandhi တမိုင်းဝင်အဲတဲ့နေရာတွေအလုံးကိုလိုက်ပြီးပို့တဲ့အဲပို့ဆောင်ပေးနော်ဝန်ဆောင်မှုလုပ်ငန်းအာဖြစ်ပါဒီဆိုင်တွေကတော့ဒါအမှုပညာလက်ရာလေးပေါ့နော်လက်လုံလက်မှုအာလက်မှုလုပ်ငန်းနဲ့တောင်းတာနော်လှုပ်ထားတဲ့အမှုပညာကန်ဝင်း မြောက်တဲ့လက်ရာတွေနဲ့လှုပ်ထားတဲ့အရာဖြစ်တယ်ဆိုတော့ဒီအရှိနော်အဝတ်ရေချိုးတဲ့ခါမှာ beach မှာရေချိုးတဲ့ခါမှာအဝတ်လဲတဲ့နေရာတွေရှိတယ်အဲရှိမြင်ရတဲ့နေရာမှာကတော့ဒါကတော့နိုင်ငံတော်နဲ့ဆိုင်တဲ့အရာ property မှာနော်နိုင်ငံတော်ပွဲတွေခန်းနာတွေကိုဒီအရှိကမြင်ရတဲ့ building မှာသူတို့ဟောပြောပွဲတွေသူတို့ပြုလုပ်တာဖြစ်ပါ